မင်္ဂလာပါရှင်ပေါ်ရန်ကျေးရွာအနေစစ်တပ်လက်နက်ကြီးကြောင့်တေဆုံးခဲ့တဲ့ဆစ်ဆောင်အမျိုးသမီး၃ဦးကိုတချို့တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှန်ကရနီနက်ဆပ်ဖေခုံမြို့နယ်ပေါ်ရန်ကျေးရွာအနေစစ်တပ်လက်နက်ကြီးကြောင့်တေဆုံးခဲ့တဲ့ဆစ်ဆောင်အမျိုးသမီး၃ဦးကိုနိုဝင်ဘာလ23ရက်နေ့မှာတချို့ခဲ့ပါတယ် နိုဝင်ဘာလ22ရက်နေ့နေ့လယ်7:00နာရီခွဲဝန်းကျင်မှာဘောရန်ကျေးရွာအနီးဘိန်းတိန်နေတဲ့ဆက်ဆောင်အမျိုးသမီးခုနှစ်ဦးကိုစစ်တပ်နဲ့ပြန်လို့တို့ကလန်နဂျီနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဆက်ဆောင်အမျိုးသမီး3ဦးသေဆုံးခဲ့ရပါတယ်။ဖဲခွန်ပင်လောင်းနယ်စပ်မှာရှိတဲ့ဘောရန်ကျေးရွာရှိနေအိမ်တွေကိုပြစ်ခတ်တဲ့အော်တိုဘလာ7ရက်နေ့မှာစစ်တပ်နဲ့ပြန်လို့တို့ကမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ဒေသခံထောင်နဲ့ခြေစပယ်တင်းဆောင်ခဲ့ရပါတယ်။ တေဆုံးတူအမျိုးသမီး၃ဦးတွေအသက်53နှစ်အရွယ်အမျိုးသမီးဒေါ်အေလင်းနာကခါနဲ့ခြေတော့ဒဏ်ရာရှိခဲ့ပြီးအသက်69နှစ်အရွယ်မတ်ဂျူလီယက်ကဝမ်ပိုင်လက်နဲ့ခြေတော့တူမှာတိုက်ခိုက်ဒဏ်ရာရှိခဲ့ကြပါတယ်အဆိုပါအမျိုးသမီး၃ဦးအနေနဲ့၂ဦးကဖဲခုံရင်အရှိဖက်ချမ်းကနေစစ်ပေတင်းရှောင်းလာသူတွေဖြစ်ပြီးတော့မိသားစုစာဝတ်နေရတဲ့အတွက်ဘင်ခင်နှိမ့်စာလိုက်ကြတာဖြစ်ပါတယ်။ ဖဲခုံရင်အရှိဖဲချံကို2025ခုနှစ်စွန်လဆန်ပိုင်းကစပြီးစစ်တပ်နဲ့ပြည်သူတပ်တို့ကစစ်ကြောင်ထိုးလာတာကြောင့်ဒေတာခံတောင်းနဲ့ချေစပေးတင်းရှောင်ထွက်ပြေးခဲ့ရပါရှင်။